လာပါဒီနေ့မှာတော့အရင်တပတ်တုန်းကကျန်နေတဲ့ပိုင်းရဲ့လက်ချံပေါ့နော်အဲ့ဒါလေးကိုဆက်ပြောချင်ပါတယ်အဲ့တော့ဘာကြောင်းလဲဆိုလို့ရှိရင်ဒီမှာ Dutch နိုင်ငံသားခံယူတဲ့အခါမှာလိုအပ်တဲ့အစင်တွေအဲ့တော့ဘယ်သူတွေအတွက်လဲဆိုလို့ရှိရင် visa အမျိုးအစားလေးမျိုးအတွက်ပေါ့နော်ပထမတစ်ခုကတော့ highly skilled migrant လို့ခေါ်ပါတယ် highly skilled ဆိုတာဒီမှာလိုအပ်တဲ့အလုပ်ပေါ့နော် high level အလုပ်တွေကိုလုပ်ဖို့အတွက်လာရောက်တဲ့နိုင်ငံသားတွေပေါ့နော်အဲ့တော့သူတို့ဒီ highly skilled migrant visa ရရှိပါတယ် တော့သူတို့ရဲ့သူတို့ကိုအမိပြုပြီးတော့လိုက်လာတယ်သူတို့ရဲ့မိသားစုဝင်ပေါ့နော်မိသားစုဝင်ဆိုတော့သူရဲ့ယောက်ျားမိန်းမလက်ထပ်ထားသူဖြစ်စေလက်ထပ်မထားသူဖြစ်စေ highly skilled migrant visa ကို dependent အနေနဲ့လိုက်လာတဲ့သူတွေအကျုံးဝင်ပါတယ်နောက်တစ်ခုကကြတော့ EU နိုင်ငံသားတွေပေါ့နော်အဲ့တော့ဒီ Netherlands EU နိုင်ငံတွေမှာပါဝင်ပါတယ်အဲ့တော့တခြား EU နိုင်ငံကသူတွေဒီနိုင်ငံမှာလာပြီးတော့အလုပ်လုပ်လို့ရတယ်နိ ်သူတို့အတွက်ဗာဗီဇာဗာ work permit မတ်မလိုဘူးပေါ့နော်အဲ့ခါကျတော့အဲ့ဒီသူတွေရဲ့အဲ EU partner ပေါ့နော် EU နိုင်ငံသားကိုအမိပြုပြီးတော့လိုက်လာတဲ့ dependent အနေနဲ့လိုက်လာတဲ့သူတို့ရဲ့အနောင်ဘတ်တွေပေါ့နော်အဲ့ဒီသူတွေအတွက်ဒီနိုင်ငံမှာနေမယ်ဆိုရင်နေခြင်းနဲ့ဆိုရင်နိုင်ငံသားခံယူခြင်းနဲ့ဆိုရင်ဘလို့လိုအပ်ချက်တွေရှိတယ်ဆိုတဲ့ဟာကိုပြောပြပေးချင်တာဖြစ်ပါတယ်အဲ့တော့ပထမ ခုအနေနဲ့ဆိုလို့ရှိရင်အဲ့ဒီသူတွေဒီကိုရောက်လာပြီး၅နှစ်အတွင်းမှာစမိုးပဲဖြေလို့ရပါတယ်အဲ့တော့သူတို့ဒီစမိုးပဲဖြေကိုဖြေရမယ့်လူစင်းထဲမှာမပါပါဘူးဖြေခြင်းလည်းရတယ်မဖြေခြင်းလည်းရတယ်ကိုယ့်ရဲ့အလုပ်သက်တမ်းကုန်သွားလို့ကိုယ်နိုင်ငံပြင်ချင်တာဆိုလို့ရှိရင်လည်းပြန်သွားလို့ရတယ်ပေါ့နော်အဲ့တော့ဖြေဖို့သူတို့ဒီမလိုအပ်ဘူး EU နိုင်ငံသားတွေလည်းမလိုအပ်ဘူးသူတို့ရဲ့ partner တွေလည်းစမိုးပဲဖြေဖို့မလိုအပ်ဘူးဒါပေမဲ့သူတို့ဒီဒီမှာဆက်ပြီးတော့နေခြင်းနဲ့နိုင်ငံသား ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဆံမွေးပွဲဖြေရပါတယ်အဲ့တော့သူတို့ဒီ A2 level ဖြစ်ပါတယ်အဲ့တော့ A2 ဆိုတော့ B1 လောက်တော့မခတ်ဘူးပေါ့နော်သူတို့ကတော့ဖြေရမဲ့လူထဲမှာမပါတဲ့အတွက် municipality ဘာတွေကသူတို့စီကိုဘာဖိတ်စာဘာမှအဲပင်ရည်ဌာနတွေကဘာမှပို့မှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ကိုယ့်ဘက်သားကိုဖြည့်ချင်းလို့ဖြည့်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့စံမှုပွဲဖြည့်ဖို့စိတ်ကူးရှိတယ်ဆိုရင်ဒီပညာရေးဝန်ကြီးဌာနက website မှာဝင်ပြီးတော့စံမှုပွဲကြေးတွင်းပြီးတော့စည်ရင်တွင်းလို့ရတယ်ပေါ့เนาะစည်ရင်တွင်း A2 လည်းပဲအရေးဖတ်ပြောနားထောင် force gate ဖြည့်လို့ရပါတယ်ပြီးရင် KNM လို့ခေါ်တဲ့ဒီမှာနေရင်တည်တည်တည်ထိုက်တဲ့ society နဲ့ပတ်သက်တာတွေเนาะဒီတမိုင်းချောင်းနေပထဝီဝင်အချောင်းနေနဲ့ပတ်သက်တဲ့ဆံမေးပွဲကိုဖြည့်ရတယ်ပေါ့เนาะအတော့ဆံမေးပွဲ၅ခုဖြည့်လို့ရပါတယ်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်၅နှစ်ပြည့်ရင်သူတို့ဒီနိုင်ငံသားတော့မဟုတ် PR စာပြီးတော့ရှောက်လို့ရပါတယ်အဲ့တော့ PR စာရှောက်တာပဲဖြစ်ဖြစ်နိုင်ငံသားရှောက်တာပဲဖြစ်ဖြစ်တစ်နှစ်ထိကြာတတ်တယ်ပေါ့เนาะ စရှောက်ရှောက်ချင်းရမှာမဟုတ်ဘူးတနှစ်ထိကြာတဲ့ process တွေ run ရတယ်အဲ့တော့အဲ့တနည်းအတွင်းမှာလည်းကိုသိဒီနိုင်ငံမှာနေထိုင်ခွင့်ရဖို့လိုအပ်ပါတယ်ဗီဇာရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကို application စပြီးတင်ကြတဲ့အနေနဲ့နောက်ဆုံး approval ဘယင်ရဲ့လက်မှတ်ထိုးတဲ့အဆင့်ဒီရောက်ဖို့အတွက်ကအချိန်ကြာတတ်တယ်တချို့ municipal ကတော့မြန်တယ်တချို့ကတော့ကြာတယ်နောက်တစ်ခုကကိုဖဲကာလမှာတင်လိုက်လဲဆိုတဲ့ပုံမှာလည်းမူတည်ရဲ့တစ်ခါတည်းမှာဒီ holiday အချိန်မှာတင်လိုက်တဲ့ဟာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုရင် ပို့ပြီးတော့ကြာတတ်တယ်ပေါ့အဲ့ခါကျတော့အဲ့ဒီစောင့်နေစဉ်ကာလအတွင်းမှာလည်းကိုသိဒီနိုင်ငံမှာဗီဇာရနိုင်ဖို့လိုအပ်ပါတယ်တချို့ဆိုလို့ရှိရင်ဒီ9နှစ်ပြည့်သွားတဲ့အလုပ်လာလုပ်တဲ့9နှစ်ကွန်ထရက်က9နှစ်ထိသူတို့တိုးပေးတယ်ဒါပေမဲ့9နှစ်လည်းပြည့်နိုင်ငံသားရှောင်မယ်လည်းလို့ရောထပ်ပြီးတော့အလုပ်ကဆက်ပြီးတော့မရတော့တာမျိုးဖြစ်တယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်နိုင်ငံသားလည်းမရတတ်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီ approval လုပ်နေတဲ့အတွင်းမှာလည်းကိုကဗီဇာရဖို့လိုအပ်တာဆိုတော့လေ စာပီးရှောက်ပြီးဆိုလို့ရှိရင်ဘရင်ကနောက်ဆုံးမှလက်မှတ်ထိုးတယ်။ကိုကို municipal က invite plan လုပ်တယ်။ဒီ ceremony တက်ဖို့ပေါ့သူတို့ရဲ့ဒီပွဲကိုတက်ဖို့အဲ့မှာသွားပြီးတော့တက်တက်ကိုတက်ရတယ်ပေါ့နော်အဲ့ဒါကိုတက်ပြီးတော့မှဒါလင်းကိုအတွက်သူက diploma certificate ပေါ့နော်အဲ့ဒါလေးထုတ်ပေးပါတယ်။အဲ့ပွဲမှာဆိုလို့ရှိရင်တော့ကိုဒီ Dutch လို့သူတို့ရွတ်ခိုင်းတဲ့ဟာလေးရှိရပေါ့နော်။ဂျန်တစ္စာကျင်းတဲ့ဘောမျိုးပေါ့နော်အဲ့လောက်ထိတော့ အရှိရတော့ပြောရတာမဟုတ်ဘူးပေါ့နော်အဲ့တူတူလေးပြောရတယ်အဲ့ဒါပြောပြီးသွားရင်တို့ certificate ထုတ်ပေးတယ်အဲ့တော့အဲ့ certificate ထုတ်ပေးပြီးပြီဆိုလို့ရှိရင်တော့ကိုဒီအဲ Dutch passport ရှောက်လို့ရပြီပေါ့နော်ရှောက်ချင်းရှောက်လို့ရပြီငါးနှစ်စတိုက်နေပြီးတဲ့သူတွေပဲရှောက်လို့ရမှာဖြစ်ပါတယ်အဲ့တော့ငါးနှစ်စတိုက်ဆိုတာမှလည်းဒီမှာပဲအများရန်နေရမယ်ဘယ်မှာသွားလို့မရဘူးအဲ့လိုတော့မဟုတ်ဘူးပေါ့နော်ကိုသွားချင်းသွားလို့ရတယ်ဒါပေမဲ့ကိုရဲ့ main residence အဓိကနေရက်တည်း ဒီနိုင်ငံဖြစ်ဖို့လိုတယ်အဲ့တော့သွားချင်တာသွားလို့ရတယ်ဆိုပေမဲ့လည်းသူတို့တတ်ချက်တော့ရှိတယ်ပေါ့နော်ဒီလောက်ထိကာလာထိတခြားပြည်ပမှာပြင်ပမှာနေလို့ရတယ်ဒါပေမဲ့အဲ့လောက်အတော်အတွင်းမှာတော့ဒီနိုင်ငံကိုပြန်လာနေရမယ်ဆိုတဲ့ဟာမျိုးတော့ရှိတယ်ပေါ့နော်အဲ့တော့ main residence ကတော့ဒီနေရာဒီနိုင်ငံဖြစ်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ဒီ ONA ဆိုတဲ့ဟာရှိပါတယ် ONA ဆိုတဲ့စက်မေးပွဲပေါ့နော်ဒီနိုင်ငံရဲ့ဒီ labor နဲ့ပတ်သက်တယ်ပေါ့နော်အလုံးလုံးတာလေးနဲ့ပတ်သက်တဲ့စက်မိုးပဲဖြစ်ပါတယ်တချို့ကအဲ့စက်မိုးပွဲဖြစ်ဖို့လိုပါတယ်တချို့ကဖြစ်ဖို့မလိုပါဘူးအဲ့တော့ ကိုလာတဲ့ခုနှစ်တည်းကိုအခြေအနေပေါ်မှာမူတည်ပြီးတော့ဖြည့်စရာလိုတဲ့သူလည်းရှိတယ်လို့မလိုတဲ့သူလည်းရှိပါတယ်။နောက်ပိုင်းမှာတော့သူက O1 နေဖြည့်စရာမလိုတော့ဘူးလို့လည်းပြောတယ်ပေါ့နော်။တချို့ကကင်းလုပ်ခွင့်ရှိတယ်။တချို့ကဖြည့်ရပါတယ်။မှန်ပတ်ထားတဲ့နဲ့တခုကဘလို့ဟာမျိုးလဲဆိုရင်ထားပါတော့ highly scale ပဲဖြစ်ဖြစ်အလုပ် visa နဲ့ပဲဖြစ်ဖြစ်လာကြတဲ့သူတွေနိုင်ငံသားသားတွေရှိရပေါ့เนาะအဲ့တော့ယောက်ျားကအဲ့ဒီဗီဇာနဲ့လာတယ်အမျိုးသမီးကအဲ့ဒီသူ့ရဲ့အမျိုးသားရဲ့ dependent အနေနဲ့လိုက်လာတယ်ဆိုလို့ရှိရင် ကြွေကိုက A2 level ပဲဖြည့်ချင်တာဆိုရင်နှစ်ယောက်လုံးဆောင်ပွဲပွဲကို မတိမ်မိမ်မှဖြည့်ဖို့လိုအပ်ပါတယ်။ဘာကြောင့်အဲ့ဒါပြောတာလဲဆိုလို့ရှိရင်တစ်ခါတရံကြလို့ရှိရင်တယောက်ကအရင်ဆုံးဆောင်ပွဲပွဲတွေဖြည့်လိုက်တယ်အောင်သွားတယ်။သူကနိုင်ငံသားရသွားပြီပေါ့နော်ထပါတော့။ဒါပေမဲ့ကြံတဲ့အိမ်အောင်ဘက်ကသူနဲ့အတူလိုက်ပြီးတော့မတိမ်မိမ်မှလိုက်မဖြည့်ခဲ့ဘူးဆိုရင်ဘလို့ဖြစ်နိုင်ချေရှိလဲဆိုတဲ့အခါကျတော့တယောက်ကနိုင်ငံသားရသွားရင်သူဒီ Dutch နိုင်ငံသားဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အိမ်အောင်ဘက်တီး automatic dutch နိုင်ငံသားရဲ့အိမ်နောက်ဘက်ဖြစ်တဲ့အတွက်ကြောင့်သူဒီ B1 level ကိုဖြေရတာဖြစ်သွားနိုင်ပါတယ်အဲဒါကြောင့်မလို့စမဝဲကိုယောက်ျားရောမိန်းမရောနှစ်ယောက်မတိမ်းမိမ့်မှာတိတ်အချိန်အကွာကြီးမဟုတ်ဘဲနဲ့ဖြေရင်တော့နှစ်ယောက်လုံးဒီ A2 level ကိုဖြေနိုင်ဖြေလို့အဆင်ပြေနိုင်တယ်ပေါ့နော်ဒါမဲ့တစ်ခါတည်းမှာကန်ဆိုးတဲ့ပြောမလားကန်ကောင်းတဲ့ပြောမလားတယောက်ကနိုင်ငံသားဖြစ်တာညံသွားလို့သူက Dutch နိုင်ငံသားဖြစ်သွားပြီဆိုလို့ရှိရင်ဂျန်တဲ့တယောက်တည်း အရှိရာကျွန်မပြောခဲ့ဘူးတဲ့ Dutch မိသားစုဝင် Dutch လူမျိုးရဲ့အိမ်နောက်ဘက်အနေနဲ့အကျုံးဝင်တော်မှာဖြစ်တဲ့အတွက်သူဒီ B1 level ကိုဖြည့်ရဖြည့်သွားရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုဟာမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင်မတင်းမြိတ်မှာဖြည့်ဖို့လိုပါတယ်ဒါပေမဲ့ဟို B1 ဖြည့်ရလည်းကိစ္စမရှိဘူးဘာသာစကားပုံတော်တုတ်တက်သေးတယ်ဆိုလို့ရှိရင်လည်းဒါတမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်ကိုဖြစ်မယ်လို့တော့ပြောတာမဟုတ်ဘူးတစ်ခါတည်းမှာဖြစ်သွားတတ်တယ်ပေါ့နော် process ကမြန်ပြီးတော့နိုင်ငံသားရသွားရင်အဲ့လိုမျိုးဂျန်တဲ့သူက B1 ဖြည့်ရတာမျိုးဖြစ်သွားနိုင်ပါတယ်အဲ့တော့ဒီနေ့မှာတော့ highly scale migrant နဲ့ highly scale migrant ဖို့အမိပြုလိုက်လာတဲ့ dependent နဲ့ EU partner တွေအတွက်ပြပြပေးတာဖြစ်ပါတယ်အားလုံးဆင်ပြေပါစေဘိုင်ဘိုင်